AAB နဲ့ကော့ဂရိတ်မျိုးထီပိုးဆန်ကျွေးရအုပ်စုကမိဖလဲကျွေးရကိုစက်တန်လီကြောင့်ကဂျက်တိုက်လီရင်နဲ့နိုဝင်ဘာလ7ရက်မနေ့7နာရီ30မိနစ်ကျော်ချိန်ကနေတနာရီ30မိနစ်အထိပေါင်900ပုံစံတွေနဲ့ကြေချာတက်ခဲ့ခဲ့ပါတယ်။အဲ့ဒီလိုလေကြာတက်ခဲ့ခါရလို့မိဖလဲကျွေးရဖုန်ကြီးကြောင့်ပယ်မကျားစာအပါဝင်ဓမ္မယုံစောစားဆောင်ဥပုပ်ဆောင်ယဟန်တမနီစာအုပ်တွေအပါဝင်ကျောင်းဝင်းထက်ကအဆောက်အအုံတွေနဲ့တီးပင်စားပင်တွေအကုန်ပစ္စည်းကုန်တယ်လို့သိရပါတယ်။ ဒီမိဖလည်းဘုံကြောင်လည်းဘောနော်ဒီပေါင်900ဘုံကြီးကြတာတော်တော်ပြင်းတယ်ဘယ်လောက်ထိပြင်းလဲဆိုရင်ဒီအကုန်ပွင့်ထွက်ပြီးတော့ပြို့ကုန်တယ်ဘောနော်အရင်ကဘုံကြီးကြဘူးတယ်အဲ့ဒီဘုံကြီးတွေထက်သူကပို့ပြီးတော့ပို့ပြီးတော့ပြင်းအားများတယ်ဘောနော်ဒီနောက်ထပ်ကြတဲ့ရွာတွေဆိုအိမ်တွေလည်းတော်တော်ပြည့်စုံသွားတယ်အလုံး20လောက်တော့ပြည့်စုံသွားတယ်အုံးပိလိုဘုံအားဘလောက်ပြင်းလဲဆိုဒီအုံးပိလိုဟာမျိုးတော်မှာကျွတ်ထွက်ပြုတ်ထွက်သွားတယ်ဆိုတော့လူတာထင်တော့မတွေ့ရဘူးကျွာတော့အကုန်ပြက်ကုန်ပြီ အခုလိုလေကြောင်းနဲ့တက်ခိုက်ခဲ့တဲ့မိဖွာလဲရွာနီကဒီပိုဆန်းနောက်ကဲ့ရွာဆွေလူကောက်ရွာကွီမာတဲရွာဖြစ်မှာတော့ KNL မမိတ်တက်တွေကမြေပြစ်စစ်ကြောက်ထုတ်လာတဲ့အကြပ်ပစ်စစ်တက်ကိုတက်ခိုက်နေတာဖြစ်ပါတယ်။အဲဒီလိုတိုက်ပွဲထမ်းမှာအကြပ်ပစ်စစ်တက်ကမြေပြစ်တက်သားတွေကြောက်ဆုံမြပြပြီးဒီကနေ့နိုဝင်ဘာလ16ရက်နေ့အထိအကြပ်ပစ်စစ်တက်ကဆွေလူကောက်ရွာကွီမာတဲရွာဖက်ကနေမိဖွာလဲရွာဖက်ကိုစစ်ကြောက်တော့ကြောင်းနဲ့တက်ခိုက်နေတယ်လို့ KNL မမိတ်တက်ဖွဲ့သတင်းမိကပြောပါတယ်။ စက်တပ်ဘက်ကကျုံတို့ဘက်ကတက်လာတဲ့စစ်ကူတွေနဲ့အလုံးပေါင်းစစ်ကြောင်းသုံးကြောင်းဖြန့်ပြီးထိုးနေတာပေါ့မိဘလည်းဟိုကြိုဘူးကကွမွန်နံဘက်ကလည်းတက်တယ်ရှူလူကုန်းဘက်ကလည်းဝင်လာတယ်နောက်ကိုင်းဘက်ကလည်းတချောင်းတက်တယ်ပေါ့အလုံးပေါင်းသုံးကြောင်းပေါ့ပြီးတော့ဒရုန်းတွေရော လက်နက်ကြီးတွေရောလေကြောင်းပစ်ကူတွေရောအာတောက်ကြောက်ပဲတိုက်ပွဲရောရိုးပြင်းထန်နေပေါ့အခုလက်တော်မှာတော့ချက်ဖစ်စစ်တပ်ကဒရနာတာလန်ဟောင်းမြောက်ဒီလိုက်ပိုက်ကိုထိချုံနိုင်မှာ နော်ဒီကောကလေးအဆာလာမတဲ့ကိုထိုင်းမြန်မာနယ်စပ်ကုတ်တွေရေးပြလဲလုံနိုင်မှာဖြစ်တဲ့အတွက်အဲအတော့ကစစ်ရေးအချိန်မြင့်တိုက်ခိုက်နေတာတွေကိုစစ်တိုက်လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်